ကျွန်တော်တို့ရှိမှာပေါ့နော်အစ်တထွက်ရှိကြတဲ့ 2D Promax Software လေးကိုကျွန်တော်မိတ်ဆက်ပေးမှာပေါ့နော်အရင်ဆုံးတော့ကျွန်တော်တို့က Software ထဲဝင်လာမှာပေါ့နော်ဒီညာဘက်အပေါ်ဆုံးတော့သွားပုံလေးရှိတယ်အဲ့ setting ထဲမှာကျွန်တော်တို့ကရောင်းချိန်ဖွင့်မယ်ရောင်းချိန်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့ရောင်းချိန်ထဲဝင်လာမယ်ပြီးရင်အောက်ဆုံးကအပြောင်းအပေါင်းခလုတ်လေးမှာတစ်ချက်နေပြီးတော့ကျွန်တော်တို့ကမနှက်ဆိုရင်မနှက်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့အဲကုန်စည်တိုင်းရပေးတယ်ကော်မရှင်ပြန်မြကော်မရှင်ပေါ့နော်ကော်မရှင်ကောကျွန်တော်တို့ထိုက်လိုက်မှာပေါ့နော်15ချက်ပြီးတော့ဈာကကို အပေါ်ကိုယ့်ရဲ့အပေါ်တိုင်းကယော်တဲ့အစာကိုကျွန်တော်တို့ထည့်လိုက်မယ်ပေါ့နော်ပြီးရင်အဲဆိတ်ကလုတ်လေးကျွန်တော်နေလိုက်ရင်ဒါမနဲ့တော့ဖွင့်ပြီးသွားပြီနေ့နေ့တော့ဖွင့်မယ်ဆိုလည်းညနေပေါ့နော်ပြီးတော့အပေါ်ကုတ်စီးရပေးတယ်အစာရယ်ပြီးတော့ကျွန်တော်တို့သားယော်တဲ့အစာပေါ့နော်သူယော်တဲ့အစာပြီးတော့ဒီဆိတ်ကလုတ်ကလုတ်လေးပေါ့နော်အောက်ဆုံးအပြောင်းကလုတ်လေးအဲ့လိုနေလိုက်လို့ရှိရင်ဒါညနေတော့စင်းဖွင့်ပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကကော်မရှင်နယ်ကိုဝင်ပြီးတော့အဲကော်အကောင့်နဲ့ထွင်ရမှာပေါ့နော် ကောကောက်နေအမီကိုကိုဆိုရင်ကိုကိုပေါ့နော်ကော်မရှင်က12ချက်ပေးတယ်ပြီးတော့ထည့်မီပြီးရင်ကျွန်တော်တို့ကကော်မရှင်2နေရာမှာမောင်မောင်ပေါ့နော် မောင်မောင်ကော်မရှင်12ချက်ထည့်မီပြီးရင်ဒီအောက်ကအနေအောင်ပေါင်းခလုတ်လေးမှာပဲဆက်ထည့်သွားမှာဖြစ်ပါတယ်ဒါချက်တော့ဥဥပေါ့နော်အူအူ12ချက်ပဲပေးလိုက်မှာပေါ့နော်အဲအောက်ကအနီရောင်ပေါင်းခလုတ်လေးတန်းမှာကျွန်တော်တို့ကြိုက်တဲ့လောက်ကော်ကောက်နေကျွန်တော်တို့ဖွင့်သွားလို့ရအောင် ပေါ့နော်။ပေါ်ဆုံးက date လေးရှိတယ်ကျွန်တော်23 23ရက်10လ2025 2025ရက်ညဘက်ကဒီနေ့မနက်ပေါ့နော်။အဲ့ဒါကိုကျွန်တော်ကညနေဆိုပြီးကျွန်တော်ကဇွေးလိုက်မှာပေါ့နော်။ဇွေးလို့လည်းရတယ်မနက်လို့လည်းဇွေးလို့ရပါပေါ့နော်။အဲ့လိုလေးဇွေးပြီးတော့ကိုထည့်မဲ့အချိန်ကိုဇင်းထည့်ရမှာဖြစ်ပါတယ်။ဒီတော့လို့ရှိရင်ကျွန်တော်တို့ကကော်မရှင်ထဲမှာကျွန်တော်တို့ကစီးရင်တော့ထဲမှာဖြစ်လို့ကော်မရှင်ထဲဝင်မယ်။ဝင်ပြီးတော့လို့ရှိရင်ကိုထက်ရင်နဲ့ကော်ကော်သမားအကောင့်နဲ့ဘောနော်စီးရင်ထဲဖို့ရအတွက်တက်နီးတက်ဆိုင်ရအဲကော်မ ကော်မရှင်ကော်သမားပေါ့နော်ကော်သမားရဲ့ဒီနံပါတ်အပေါ်ဆုံးညာဘက်ဆုံးကအပေါင်းခလုတ်လေးပေါ့နော်အဲ့နေရာမှာကျွန်တော်တို့ကစည်ရင်ထည့်ရမှာဖြစ်ပါပဲတကယ်ပဲကျွန်တော်တို့ copy ကူးထည့်မှာပေါ့နော် copy ကူးထည့်မှာအဲဒီကိုကိုရဲ့အကောင့်ကိုကော်မရှင်ထဲမှာကျွန်တော်တို့ copy ကူးထည့်မှာဆိုရင်အဲ viber copy ကူးလာတဲ့စာတွေကိုကျွန်တော်တို့ copy ကူးထည့်မှာပေါ့နော် ကူထည့်မှာဆိုရင်ဒီ copy ခလုတ်လေးကိုနှိပ်ပြီးကျွန်တော်တို့ကကူထည့်လို့ရအောင်ဖြစ်ပါတယ် copy ကူထည့်လို့ရတဲ့ပုံစံရယ် copy ကူမထည့်လို့ရတဲ့ပုံစံရယ်ကိုကျွန်တော်တို့ဘယ်နှသောကြည့်ရမလဲဆိုရင်ကျွန်တော်တို့ setting ပုံလေးရှိရပါတော့အဲ့ setting ပုံလေးရဲ့အဲဘက်ဘက်ကကျွန်တော်တို့ question mark လေးပေါ့နော် question mark question mark လေးကိုဖြူဝိုင်းလေးနဲ့အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မှာနော်အဲဒါဒီလိုပုံစံနေရတော့ကျွန်တော်တို့ copy ကူထည့်လို့ရတဲ့ပုံစံလေးပေါ့နော် အဲဒီလိုပုံစံတွေကတော့ကျွန်တော်တို့ copy ကူထည့်လို့ရတဲ့ပုံစံတွေဖြစ်ပါတယ်ပေါ့နော်။ there are တို့ဘာတို့အဲ့လိုမျိုး power မြန်မာလိုရေးတာတို့အဲ p တို့ဘာတို့ပေါ့နော်။ power ဆို p နှက်ခတ်ဆိုရင် n တို့ဘာတို့ပေါ့နော်။မြန်မာလိုနှက်ခတ်လည်းတချို့စလုံးပေါင်းတပ်ပုံမမှန်တဲ့လူတွေပေါ့နော်။ပို့တဲ့ဟာတွေဆိုလို့ရှိရင်လည်းကျွန်တော်အဆင်ပြေအောင်တက်နိုင်လုံးလုပ်ပေးထားတယ်ပေါ့နော်။အဲဒီမှာညီတို့ကိုတို့ညီကိုတို့အပူဆောင်တို့စုံဘူးတို့မာဘူးတို့စုံစုံတို့ အမမတို့ဆုံမတို့မဆုံတို့အဲထိတ်တွေဒါတွေကကျတော့ရောထုတ်ပြီးထည့်တဲ့ဟာတွေဖြစ်ပါတယ်ပေါ့နော်အကတ်တွေရောအဲ့လိုပုံစံမျိုးပေါ့နော်ဒါကကျတော့ copy view view ထည့်လို့မရတဲ့ပုံစံကကျတော့ကျွန်တော်တို့အဲဒီထဲမှာ level တစ်ချက်ဝင်ကြည့်လိုက်ပေါ့နော် software ဝယ်ပြီးသားညီကောင်မောင်မတွေဒီထဲမှာတစ်ချက်ဝင်ကြည့်လိုက်တော့နော်ဒီတော့ရင်ကျွန်တော်တို့ကဟုတ်ပြီအရင်ဆုံးကဏ္ဍထက်မယ်ကော်မရှင်နဲ့ဝင်လိုက်မယ်ပြီးတော့လို့ရှိရင်အဲကိုထည့်ရင်လည်း ကော်မရှင်ထဲမှာအပေါင်းခလုတ်လေးနှိပ်မှာပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့စီးရင်ထဲတာမှာစီးရင်ထဲတဲ့နေရာမှာအဲကျွန်တော်တို့စုစုပေါင်းရဲ့ဘယ်ဘက်ကအောက်ကိုစိုက်နေများလေးပေါ့နော်အဲ့အလေးကိုနှိပ်မှာဆိုရင်ကျွန်တော်တို့က router function လက်ကွက်လေးကိုတွေ့ရမှာဖြစ်ပါတယ်ပေါ့နော် router function လက်ကွက်လေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ function နဲ့လက်ကွက်ကိုအကုန်ထည့်ပေးထားတာဖြစ်ပါတယ်ပေါ့နော်ဘရိတ်တွေရောထိတ်တွေရောအကုန် power နည်းကို ဟိုညီတို့စုံစုံတို့မမတို့မှဘူးတို့အဲ့လိုဟာတွေအစပါမယ်ပြီးတော့ခွေရာတွေလည်းပါမယ်ပေါ့နော်အဲအဲ့လိုပုံစံလေးပေါ့နော်ပြီးရင်အဲ့အများလေးကိုပြန်ခါလိုက်လို့ချင်းရင်သခွင်ကိုအပြည့်မြင်ရမှာဖြစ်ပါတယ်ပေါ့နော်ညီတို့ကျွန်တော်အအခွေကနန်းကိုရင်ထည့်ပြပါမယ်ပေါ့နော်ခွေရာကိုကျွန်တော်တို့ကလက်ကွက်မှာရင်နှိပ်လိုက်မယ်ပြီးသွားရင်1 2 3 4 5ကိုခွေမယ်ငွေငွေအမောင်းကကျွန်တော်တို့တထောင်ဘူးတထောင်ဘူးခွေလိုက်မယ်ပြီးရင် okay ကိုနှိပ်လိုက်မယ်ပေါ့နော် โอเคเนี่ยแล้วရှင်ကျွန်တော်တို့ခွေပြီးသွားတာဖြစ်ပါတယ်เนาะတနေ့3လ5ကိုခွေပြီးသွားတာဖြစ်ပါတယ်အဲပြီးသွားလို့ရှင်ကျွန်တော်တို့ကအဲဒေကနန်းကိုကျွန်တော်တို့တင်းနှစ်ဒေ1000ဆိုရင်ကျွန်တော်ငွေမောင်းထပ်ပြင်လည်ရမလို့ပဲနဲ့1000ဆိုပြီးတော့ okay ဆိုပြီးနှိမ့်လိုက်အောင်ပဲပေါ့เนาะအဲကျွန်တော်တို့ဒေကနန်းအာကနန်းဘယ်လိုထည့်ရမလဲဆိုရင်ကျွန်တော်တို့ကအဲ1 3ဒေ900ရင်းဆောင်ခံပြီးတော့အဲကျွန်တော်တို့1000အဲလိုပုံစံမျိုးထည့်ရမှာပေါ့เนาะ ဒီမှာကျတော့ကျွန်တော်တို့အပြည့်အခွင့်ရတဲ့အကြောင်းမလို့ကျွန်တော်တို့ငွေပို့ထလိုက်တဲ့ငွေမှာတစ်ဘက်ကိုပဲသွားဝင်နေတာဖြစ်ပါတယ်เนาะဟုတ်ပြီကျွန်တော်အပြည့်အာသွားပိတ်လိုက်တယ်ပေါ့เนาะစတင်ထဲမှာသွားပိတ်လိုက်မယ်အပြည့်အာကိုကျွန်တော်တို့အခုမှစပြီးတော့တဝက်အာကိုပိတ်လိုက်တာပေါ့เนาะတဝက်အာကိုပိတ်လိုက်တော့ကျွန်တော်အပြည့်အာဝင်သွားပြီအပြည့်အာဝင်သွားတဲ့အချိန်မှာကျွန်တော်ခင်းသွားဖျက်မယ်ပေါ့เนาะ73.5 900အာရာကို1000 73.5 900အာ1000 တဲ့တော့တဲ့900အားတစ်ထောင်ပေါ့နော်3တက်ကို1000ဖြစ်သွားတယ်ပြီးရင်ကျွန်တော်တို့ထိုးထိုးရအောင်နေလိုက်ရင်ဖင်းဝင်တော့ဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့မမောင်နဲ့မှကျွန်တော်ဖင်းသွားထည့်မယ်ပေါ့နော်တက်အပါ900ပြီးရင် OK ကိုနေပြီးတော့ကျွန်တော်တို့ထိုးရံလေးနေလိုက်ရမှာပေါ့နော်ပြီးရင်ဥဥထဲမှာကျွန်တော်ဖင်းသွားထည့်မယ်အဲဥဥထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ထိတ်ကနန်းထည့်ပြရမှာပေါ့နော်တက်ထိတ်ကို900ထိုးရံနေလိုက် အဲဒါကကြတော့ကျွန်တော်တို့စင်းဝင်သွားပြီဖြစ်ပါတယ်ပေါ့နော်လေယာကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီလေယာကိုကျွန်တော်တို့ချက်နေလိုက်မှာပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီ search bar မှာလို့ပေါ့နော်အဲ့မှာလေးကျွန်တော်တို့တင်တစ်ကိုနေလိုက်မှာဆိုရင်တင်နဲ့ပတ်သက်တာလေးကျွန်တော်တို့ကြာလာမယ်ပြီးတော့ရင်ဒီဟာတစ်ထိတ်တစ်ခုလုံးကိုကျွန်တော်တို့ကဒီ voucher တစ်တောင်လုံးကိုကျွန်တော်တို့ copy ပူးပြီးတော့အဲကိုစက်ဆိုင်တဲ့သူကိုကိုပို့လိုက်လို့ရတယ်ပေါ့နော်ပါပေါ့နော်ဖြတ်လိုက်မယ်ပြီးတော့လို့ရှိရင် a z လေးကိုကျွန်တော်တို့နေလိုက်နေလိုက်လို့ရှိရင်ဒါကြတော့တုံညာ အဲငွေဟိုတုံညာတစ်ကနေပြီးတော့ကျွန်တော်တို့ကစလာမယ်ပေါ့နော်စလာပြီးတော့ကျွန်တော်တို့အနည်းဆုံးဟိုအနည်းဆုံးကဏ္ဍကနေကျွန်တော်တို့စပြသွားမယ်ပေါ့နော်အမြင့်ဆုံးကဏ္ဍက90တင်းခိအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့က AZ ကိုနောက်တစ်ခုနောက်တစ်ကြိမ်ထပ်နှိမ့်လိုက်မယ်ဆိုလို့ရှိရင်ဒါငွေအမောက်အများဆုံးကဏ္ဍကကျွန်တော်တို့အပေါ်ဆုံးမှပြတ်တပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ခုနပိတ်ခဲလိုက်တဲ့ခါမှာကျွန်တော်တို့ပိတ်ကဏ္ဍထည့်ရတဲ့မှာဆိုတော့အဲကျွန်တော်တို့က အကျဉ်းရည်တွေရောင်းကြိမ်တွေမတက်မရသေးဘဲနဲ့ကျွန်တော်တို့ပိတ်ကနန်းထည့်ထားဖြစ်တဲ့ကြောင့်မလို့အဲပိတ်ကနန်းမဝင်ဘူးဖြစ်တာပေါ့နော်အဲဒီပိတ်ကနန်းထည့်မယ်ဆိုလို့ရှိရင်ဒီမှာ10နှစ်ကိုကျွန်တော်အဲပိတ်ကနန်းထည့်လိုက်ပြီပေါ့နော်ပြီးတော့ရင်ကျွန်တော်ရဲ့ဒီအချိန်မှာပေါ့ကော်မရှင်တန်းမှာကျွန်တော်တို့ကအဲ10နှစ်ကိုထပ်ထည့်ကြည့်မှာပေါ့နော်10နှစ်ကို1500ဘူးအဲဒီမှာပေါ့နော်ပိတ်ကနန်းတွေဖြစ်နေပါသည်ဆိုပြီးကျွန်တော်တို့အဲပေါ်တယ်ပေါ့နော်ယူမယ်ဆိုရင်ယူမယ် မယူဘူးဆိုလို့ရှိရင်မယူမယူပါဘူးကျွန်တော်တို့နှိပ်လိုက်ရင်ရပြီပေါ့နော်ယူမယ်ဆိုရင်တော့စင်းနဲ့ဝင်တော့ဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီဒါလေးကကျွန်တော်ပေကနန်အလုပ်လုပ်ပုံလေးတစ်ချက်ရှားပြက်ရှင်းပြတာပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ကလေကြာပြီးသွားပြီကော်မရှင်လည်းကျွန်တော်တို့ကစင်းရင်ထက်သွင်းပုံထက်သွင်းနေလို့ကျွန်တော်ပြပြပြီးသွားပြီလေကြာကြည့်ပုံကြည့်နေလို့ကျွန်တော်ပြပြပြီးသွားပြီဖြစ်ပါတယ်အဲပရိတ်ဖြစ်တဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနှစ်နေရာရှိတယ်ပေါ့နော်ဘယ်နဲ့ညာနဲ့ကျွန်တော်တို့ဘယ်ဘက်ကကျတော့မိမိစားထားတဲ့အဲမိမိစားထားတဲ့ ဟိုပါပေါ့နော်အမ်ဘရိတ်ပေါ့နော်ညာဘက်ကကျတော့ကိုအထက်တန်းကိုပိုရှန်နေတဲ့ဘရိတ်ပေါ့နော်အဲ့သဘောနဲ့ကျွန်တော်တို့အပေါ်ဆုံးမှာကျွန်တော်တို့ကတောပြီးတော့ဘရိတ်ဖြတ်မှာပေါ့နော်ငါဟို9000ဘိုး9000ဘိုးဆိုတော့ကျွန်တော်တို့မရှိဘူးထည့်သွင်းထားတာ900000ဆိုတော့အဲတထောင်မိုးပဲဖြတ်လိုက်မှာနော်တထောင်မိုးဖြတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကညာဘက်ကပေါ်လာတဲ့ဟာတင်ခွက်တွေက14ခွက်ရှိရပေါ့နော်အဲဒါတွေကအထက်တန်းအောင်တင်ရမှာလေဘယ်ဘက်ကဟာကြတော့ကျွန်တော်တို့ ကိုစားထားတဲ့ဟာဖြစ်ပါတယ်ပေါ့နော်ဒါကိုစားထားတဲ့ဟာကိုလည်းကျွန်တော်တို့က copy ယူပြီးတော့အဲတင်ထားနိုင်တယ်ဒါမှမဟုတ်တခြား share ရှိရသူရှိရင်လည်းကျွန်တော်တို့ပို့ပေးလို့ရတယ်ပေါ့နော်အဲ share ခလုံးနဲ့ဒါကြတော့ဟုတ်ပြီပြီးတော့လို့ရှိရင်ကျွန်တော်တို့က break ဖြတ်ပြီးသွားရင်အဲတင်မယ်ဆိုတာလေးကိုနှိပ်လာမယ်ပေါ့နော်တင်မဲ့ဆိုနှိပ်လိုက်လို့ရှိရင်ဒီလိုစာဘာလို့ပေါ်လာလဲဆိုတော့အဲဒိုင်ရွေးချယ်ရနဲ့ဒိုင်သင်းမရှိသေးပါဒိုင်သင်းမှဒိုင်သစ်ထည့်ပေးပါတဲ့အဲဟုတ်ပြီအဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကတင်ွက်သေးကိုဒိုင်သင်းသွားထည့်မယ် မောင်မျိုးပေါ့နော်ဒိုင်စင်းကမောင်မျိုးအမောင်မျိုးထည့်လိုက်ပြီထည့်ပြီးတော့ရင်တော့တတိုင်ရှိသေးတယ်ဗျာကျွန်တော်တို့ကဒိုင်ခွဲတင်တာအဲခွဲတင်တဲ့သူတွေလည်းရှိရင်ရှိမှာပေါ့နော်အဲတီတီဆိုတဲ့ဟာကိုကျွန်တော်တော့တတိုင်ထပ်ပြီးတော့ခွဲလိုက်ပြီခွဲလိုက်ပြီဆိုလို့ရှိရင်နောက်ထပ်ဒိုင်နေဒိုင်နေခွဲလို့ရသေးတယ်နော်ဒါကျွန်တော်နှစ်နှစ်ဦးပဲပြပေးပါဖြစ်တယ်အဲပြီးတော့ရင်ကျွန်တော်တို့ကတင်မယ်ဆိုတဲ့ဟာကိုနှိမ့်မယ်ဆိုရင်ဒီမှာဒိုင်ရေးချရာထဲမှာမောင်မျိုးနဲ့တီတီနဲ့ရှိရပေါ့ဗျာ ဟိုဘက်မှာကျွန်တော်တို့တင်ွက်ထဲမှာဒိုင်းနေ၄၅ဦးဖွင့်ထားရဲဆိုလို့ရှိရင်ကျတော့ဒီမှာ၄၅ဦးပေါ်နေမှာဖြစ်တယ်ပေါ့နော်အဲဒီမှာမှကျွန်တော်ကမောင်ဟိုကိုကျိုင်းနေတဲ့တဲ့ဒိုင်းကိုရွေးတင်မှာဖြစ်တော့ကြမို့လို့ကျွန်တော်တို့မောင်မျိုးမှာတင်လိုက်မှာပေါ့နော်ကျွန်တော်အစမ်းတင်လိုက်မှာမောင်မျိုးကိုနေလိုက်လို့ရှိရင်ကျွန်တော်တို့မောင်မျိုးတို့စီးရင်တင်သွင်းပြီးဖြစ်ပါတယ်ပေါ့နော်အဲတင်ွက်ထဲသွားကြည့်မှာဆိုလို့ရှိရင်မောင်မျိုးရဲ့စီးရင်ထဲမှာကျွန်တော်တို့ဒါတွေတင်ထားတယ်ပေါ့နော် အဲဒါတွေဒီတစ်တောင်လုံးမောင်မျိုးကိုကျွန်တော်တို့က copy ကူးပြီးတော့အထက်ထောင်ပို့လိုက်မှာပေါ့နော်အဲ copy ကူးပြီးတော့ Viber နေတော့၎င်း video message ကနေတော့၎င်းကျွန်တော်တို့ပို့လိုက်လို့ရတယ်ပေါ့နော်အဲပေါ့ပြီးတော့ထိုင်မှာဆိုရင်ကျွန်တော်တို့အနေနဲ့ကအဲဒီညာဘက်အပေါ်ဆုံးတောင်းက setting ပုံလေးကိုချက်နှိပ်လိုက်မယ်ပြီးရင်ထွက်ကနန်းထည့်လိုက်မှာပေါ့နော်ပြီးတော့ရင်အောက်ကအနီရောင်ပေါင်းခလုတ်လေးကိုကျွန်တော်ချက်နှိပ်လိုက်မှာညာဟုတ်ပြီမနေ့မှကျွန်တော်တို့ကအဲ23ရက်အောက်တိုဘာနော်95မှာ မနက်ပိုင်းပေါ့နော်အဲ့နေ့ရဲ့မနက်ပိုင်းမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်မနက်ကိုရွေးလိုက်မယ်ပြီးသွားလို့ရှိရင်အဲ1 5ကိုထည့်လိုက်မယ်ဗျာအဲ1 5မထည့်တော့ဘူးကျွန်တော်1 3လောက်ထည့်လိုက်မယ်ပေါက်သီးလေးပါသွားအောင်ပေါ့နော်ပြီးရင်စိတ်ဆိုတာလေးနှိမ့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမှာပေါက်သီးတွေပါရညာတွေစင်ရင်ထဲမှာရောအချုပ်မှာရောဟိုကျွန်တော်တို့တခါရဲ့ရှင်းပေးသွားမှာဖြစ်ပါတော့ပေါ့နော်အဲ1 3ထည့်လိုက်ဘူး1 3ထည့်လိုက်တော့ဒီမှာပေါက်သီးမှာ အဲခကနာတက်တော့အဲ့လိုစသီးဖြင့်ပေါ့နော်ကျွန်တော်တို့ဒီလိုတွေအချုံးမြတ်တွေကျွန်တော်တို့ကြည့်ရမှာဖြစ်ပါပဲပြီးတော့လို့ရှိရင်ကျွန်တော်တို့မနက်ညနေ overall တွေထဲမှာလည်းအကုန်ကြည့်လို့ရမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာဘယ်ရက်ကနေဘယ်ရက်အထိဆိုပြီးတော့ကျွန်တော်တို့တပတ်စာလာတစ်လစာလာကျွန်တော်တို့ဟိုစင်းင်းနေပေါ့နော်ကိုကိုရဲ့ကိုသမားရဲ့အချုံးမြတ်တပတ်စာတစ်လစာဆိုကျွန်တော်တို့စသီးဖြင့်ကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါပဲ အဲကျွန်တော်တို့အချုပ်ထဲမှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အချုပ်ထဲဝင်လာမယ်ပေါ့နော်အဲစုစုပေါင်းရောင်းကြီးပါမယ်ကော်မရှင်ရာခိုင်15ရာခိုင်နှုန်းနှုတ်ပြီးသားပါမယ်ပေါ့နော်ထက်တိုင်းနဲ့အဲ့လိုမျိုးကိုယ်နဲ့ဆင်းရဲရှင်းတာပေါ့အတရင်ရှုံးအတရင်အမြတ်ဘရိတ်ရှုံးဘရိတ်အမြတ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့ဘရိတ်အနိုင်ပေါ့နော်အဲ့လိုပုံစံနေရာဆာကျွန်တော်တို့ပြတာပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ correct ထဲမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာပေါက်သီးထွက်လိုက်ပြီးဖြစ်တာတို့ကြောင့်မို့လို့ဒီပုံစံတိုင်းလေးကျွန်တော်တို့ပြသွားမယ် copy အများဆုံး commission 5ဦးတို့အဲစသည်ဖြင့်ပေါ့နော်ထိုးထိုးအများဆုံးအဲကဏ္ဍ5ခွက်တို့အဲ့လိုမျိုးကဏ္ဍနေရာဆိုကျွန်တော်တို့ခံမှန်းနေအဲ့လိုပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ 2D Pro Max ရဲ့ software အသုံးပြုပုံလေးကျွန်တော်တို့ပြည့်စုံသွားပြီဖြစ်ပါတယ်နော် software ယူလို့က Viber နံပါတ်309 6839563 6394ဆိုဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာအဲကျွန်တော်တို့ကဒါလေးကိုက ဒူရီပရိုမတ်စ်ကိုကကျွန်တော်တို့က1 device အတွက်မရောင်းသေးဘဲနဲ့ကျွန်တော်တို့က device unlimited ပဲရောင်းတာဖြစ်တာမို့လို့ device unlimited ဝယ်ယူသူများအနေနဲ့ကျွန်တော်တို့နှစ်သိန်းခွဲကျပ်တီးတီးနဲ့ပဲရရှိမှာဖြစ်ပါတယ်ပေါ့နော်အဲ key software ကိုကျွန်တော်တို့ပါဝင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါခင်ဗျာ